မယူတင်းကိုအန်တိုနီစွန့်ခွာတော့မှာလားအန်တိုနီနဲ့ပတ်သက်ရင်မှန်ချက်စနိုက်တဲ့ပရိသတ်ရဲ့သဘောထားကလက်ရှိချိန်မှာတော့အမျိုးမျိုးကွဲပြားနေမယ်လို့ထင်ပါတယ်အန်တိုနီကအိုထက်ဖို့မှာအင်တာမဆိုးဝါးလာတဲ့ခိုက်တန်ကာလာတစ်ခုကိုဂျုံတီးခဲ့ရပြီးနော်ပြီးခဲ့တဲ့ဆောင်းစီဈေးကွက်မှာစပိန်လာလီဂါကလပ်ရီယယ်ဘက်အသင်းစီကိုအငားနဲ့ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်ဘက်တစ်ခုရောက်ချိန်မှာတော့လာလီဂါကအန်တိုနီနဲ့ကန်ဆယ်လို့ဘယ်လာမသိအန်တိုနီကိုယ်တိုင်ကမယူတင်းကိုသူစမ်းစာတွေပြချင်တာကြောင့်လာမသိပရိသတ်တွေပါစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့အန်တိုနီကခြေစွမ်းပြလျက်ရှိနေပါတယ် အန်တိုနီကပါတီအတွက်ခုနှစ်ပွဲကစားပေးထားမှာ၃ဂိုးသိမ်းယူပြီးတော့ဂိုဘန်တီမူနဲ့ချိန်တိုင်တိုင်ပြုတ်လို့ပေးထားနိုင်ခဲ့ပါပြီ။ပြီးကြတဲ့လကဂီတာဖေးနဲ့ပွဲမှာဆိုရင်လည်းအန်တိုနီကအနီကပ်ထိခဲ့ပေမယ့်အယူခံဝင်ရမှာအောင်မြင်ခဲ့တာကြောင့်ရီယယ်မတ်တီနဲ့ပွဲမှာပါဝင်ကစားခွင့်ရရှိခဲ့ပါပြီ။ အဆိုပါဝဲမှာအန်တိုနီနေနဲ့အသင်းကိုယ်ကြီးကိုပန်တီမှုတွေတော့မလုံနိုင်ခဲ့ပြီးအသင်းတွက်ခြေစွမ်းပြကစားနိုင်ခဲ့ပြီးတော့အသင်းကိုနိုင်ရရှိအောင်လုပ်ကူညီပေးနိုင်ခဲ့ပါတယ်။ဗတ်ဒီမှာအန်တိုနီသင်းယူထားခဲ့တဲ့ကိုယ်ရည်တွေကပြီးခဲ့တဲ့ရာသီလုံးမှာယူနိုက်တက်မှာသင်းယူထားခဲ့တာနဲ့တောင်မှညီမျှနေပြီဖြစ်ပါတယ်။အဲ့တော့အန်တိုနီနေနဲ့အနာဂတ်မှာဘာဖြစ်မလဲဆိုတာဒီကြကြထုံးမပြောသေးပြီးဗတ်ဒီမှာပျော်ရွှင်နေကြောင်းကိုတော့ဖွင့်ရထားတာဖြစ်ပါတယ်။ ရတဲ့ဘက်ကလည်းလာမယ့်နေရာဒီမှာ MRI လိုချင်တဲ့ကစားမစရင်ကိုမြင့်တင်နိုင်မှုအတွက်အတင်မှာမလိုအပ်တဲ့ကစားမတွေကိုရောင်းချသွားဖို့ရှိနေပြီးတော့အန်တိုနီကအရီစင်းထဲမှာပါဝင်နေတာဖြစ်ပါတယ်။ဒါမှလည်းဘတ်တစ်ဘက်ကအန်တိုနီကိုအငားနဲ့ခေါ်ယူတဲ့အချိန်မှာဆာယုတတန်ကုံသွားတဲ့အချိန်ကြိုင်မဖြစ်မနေအပိသက်ခေါ်ယူသွားရမယ်ဆိုတဲ့သဘောတူညီချက်မျိုးမပါဝင်တာဖြစ်ပါတယ်။အဲ့တည်းဘတ်တစ်နဲ့အငားဆာယုတတန်ကုံတဲ့အခါအန်တိုနီရဲ့နာကကဘယ်လိုဖြစ်လာမလဲမသိရသေးတာဖြစ်ပါတယ်။ဒါမှလည်းဘတ်တစ်ရဲ့ CEO ဖြစ်သူရာမွန်အလာကွန်ကတော့အန်တိုနီကနောက်ပိုင်းမှာလည်းသူတို့အတင်မှာဆက်ကစားသွားဖို့ဆရာထက်တန်လျက်ရှိနေတယ်လို့ဖွင့်ရလာတာဖြစ်ပါတယ်။ ဒီအော်နိုနီရောက်ရောက်လာခြင်းမှာသူ့ကိုမြို့နယ်အသားကျစီဖို့ကျွန်တော်တို့ပေးထားတဲ့အုံဆောင်လေးပေါ်မှာအန်တိုနီကအံ့အားသင့်နေပါ ड़ी သူကဒီတင်းမှာရမ်းပျော်ရွှင်နေပြီးတော့ဟိုဒီနေ့ကဆိုရင်လည်းသူ့အနေနဲ့နောက်တစ်နေ့ဆက်နေခြင်းတဲ့အကြောင်းကိုကျွန်တော်တို့ပြောပြခဲ့ပါ ड़ी ဆိုပြီးတော့အလာကွန်ကပြောသွားခဲ့ပါ ड़ी အဲ့ထွန်းအန်တိုနီနေနဲ့မိုင်တင်းမှာစက္ကစားဖို့ဆိုတာဖြစ်နိုင်ခြင်းနဲ့ပေါင်းနေပါ ड़ी ဒီပြရိုအမော်ရီကိုရိုင်းကလည်းအန်တိုနီနေနဲ့ဘတ်တင်းမှာခြေစွမ်းပြနေရဲ့ပုံမှာသူ့မြင်ကိုမေးမြန်းတဲ့အခါမှာတော့အန်တိုနီကကြံ့ခိုင်မှုပိုင်းဆိုင်ရာအားနေတာကြောင့်ပြည်မြလီမှာရုန်းကန်ခဲ့တာဖြစ်ကြောင်းပြောဆိုခဲ့ပါ ड़ी ်အမရင်းကအခုဆိုသူကစပိန်မှာအများကြီးပိုကောင်းနေပါပြီအဲ့ဒါကဘာဖြစ်လို့လဲဆိုတော့အကြောင်းအရာတွေအများကြီးကြောင်းဖြစ်ပါပြီဒါပေမဲ့ကျွန်တော်တေချာအတက်ပြောရတာကတော့ကြန့်ခိုင်မှုပိုင်းကြောင်းဖြစ်ပါတယ်ဆိုပြီးပြောဆိုခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုနီးရဲ့အေဂျင့်ဖြစ်သူကတော့အမရင်းရဲ့ပြောဆိုမှုပုံမှန်ညှင်းဆန်လိုက်ပြီးအမရင်းကသူကစားမကိုတက်တေးပြဖို့အခွင့်အရေးမပေးခဲ့ဘူးလို့ပြောဆိုတုံ့ပြန်လိုက်ပါတယ်မိဖုရားရဲ့အမရင်းရဲ့အမြင်ကိုတော့ကျွန်တော်လေးစားပါတယ် ဒါပေမဲ့သူရဲ့စမ်းစစ်သုံးသက်ချက်တွေပေါ်တော့ကျွန်တော်လုံးဝသဘောမတူပါဘူး။ Manchester United အသင်းမှာ Anthony မအောင်မြင်ခဲ့တာကသူရဲ့ကြံ့ခိုင်မှုဘိုင်းဆိုင်ရာအကြောင်းဆိုပြီးတော့ပြောတာကအပေါ်ရန်အရန်ကိုစံလုံးနဲ့အဖြစ်ရှင်းချက်ဖြစ်ပါလိမ့်။ပြီးတော့အမှန်တရားကိုလည်းမထင်အပ်စေပါဘူး။အမှန်တရားက Anthony ကသူရဲ့ကောင်းဆုံးပုံစံကိုပြသဖို့အတွက်လုံလောက်တဲ့အသားပေးမှုဒါမှမဟုတ်လိုအပ်တဲ့ယုံကြည်မှုမရှိခဲ့တာအကြောင်းဖြစ်ပါလိမ့်။မိုင်တင်ကို Emery Kain တွေ့ခဲ့တဲ့15ပွဲမှာ Anthony ကို6ပွဲပဲအသုံးပြုခဲ့ပါလိမ့်။ အဲ့ကိုဘက်မှာစုပေါင်းကစားကြရတဲ့မိနစ်ကလည်း252မိနစ်ပဲရှိပါတယ်။အဲ့ဒါကတကယ်တမ်းကစားမဲ့1350မိနစ်နဲ့တွေ့ကြည့်မယ်ဆိုရင်တော့17.6ခန်းလုံးပဲကစားခဲ့ရတာဖြစ်ပါတယ်။တည့်တမိုးပြသားဖို့လုံလောက်တဲ့ပွဲကစားကြီးမိနစ်ကြတော့မပြီးပင်နဲ့ကစားမကိုဘယ်လိုစိတ်နေများသူဝေဖန်လိုက်တာလဲကျွန်တော်မသိတော့ပါဘူးဆိုပြီးတော့အန်တိုနီရဲ့အချင်းဖြစ်သူကတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ပရိသတ်ကြီးတို့အနေနဲ့ကရောပတ်တီမှာခြေစွမ်းပြနေရင်အန်တိုနီကိုခွင့်ရပေးတင်လားဒါမှမဟုတ်ယာစီကောင်မလုံဝရောင်းချလိုက်တင်လားဆိုတာပြောပြပေးသွားခဲ့ကြပါဦးမြ။ဗီဒီယိုကိုစောင့်နေလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။